ဆီယမ်းန်းတင်ဤဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်းမောင်းပြုံးချူစာအုပ်မှာအပုံးတို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။အင်းရောက်လို့မှတရက်ရှိသည် လစ်ခဲရပြန်ချီပြီးညစ်တကောင်ကြီးတွင်မြို့ထဲမှာကားသံတွေကြားရတယ်။အလိုဘဲကကားတွေပါလေလေ။သွားကြစမ်းမအောင်ကြီးကြစမ်းမအောင်သူ့လူယုံနှစ်ယောက် ြီး၍ထောက်လှမ်းကြတယ်။စုံစမ်းကြတယ်။မောင်ပြုံးချူကတော့တထိတ်ထိတ်နဲ့တကားပိတ်ပြီးစောင့်နေရတယ်။ဘလို့သတင်းများကြားရမှာပါလဲ။အတော်ကြာမှ သူတို့တွေဥယားဖာယာပြန်ပြေးလာကြတယ်။ဟောဟဲဟောဟဲနဲ့ပါဇက်ကြီးတွေပြဲနေ၍တော်တော်နဲ့စကားမပြောနိုင်ကြ။ဟေးလှူဆမ်းမအောင်ဘဲကကားတွေလေ။မောင်ပြုံးချူကတိကျင်စောနဲ့အလောသုံးစေစီး၍မေးတယ်။ အမလေးအမလေးညင်ညင်လောက်ပါပွားမဖြစ်မေသဘုံတွေ ခမရသဘုံတွေလောက်ပါလောက်ပါညင်ညင်သူခမရကြောက်အားပို၍ဇောချွေးတွေပြန်နေတယ်ဟာနေစမ်းပါဦးဘသူတွေလဲဘဲကသဘုံတွေလဲမောင်ပြုံးချူကမေးနေပြန်တယ်အမလေးသဘုံတွေအများကြီးပဲခမရဝဝကြီးလဲပါတယ်ပုပ်ပုလေးလဲပါတယ်ပိန်ပိန်လဲပါတယ်ဆရာကိုဖြောင်ပြစ်မယ်ဆိုတဲ့သဘုံတွေလဲ ဒေါ်မီကန်းကြီးနဲ့ဗျပြီးတော့စလင်းကန်းတွေလည်းအများကြီးပဲလက်တို့ကြီးနဲ့ပလင်းကန်းကြီးမြင်နေဗျမောင်ပြုံးချိုရဲ့တပည့်ကျော်ဟာစကားပင်မှန်မှန်မပြောတတ်တော့ချီအတော်ပင်တုံလှုပ်ချောက်ချားနေရှာတယ်အင်းကြောက်လဲကြောက်เสียပါကိုဒီကြောက်ယောဂါမှာကဟိုကြောက်ယောဂါထပ်ပင်အကူအဆက်မြန်လှတယ်သူ့မျက်နှာသားကိုမြင်ရ၍သူ့အတန်ကိုကြားရတော့အခါ ောင်ပြုံးချူတို့တအိမ်သားလုံးလဲခရောင်ကရန်ဖြစ်ကုန်လေတော့တယ်။အင်းတော်တော်ကြာအိမ်ကိုများလာဝိုင်းလေမလား။ရိုးရိုးဝိုင်းတော့တော်ပါသေးရဲ့။ပြေလားခတ်လားလို့ရင်ဒုက္ခပြေးမှတော်မယ်။လစ်မှတော်မယ်။သွားတော့မယ်ဆိုနေတယ်လို့ဖြစ်ဘူး။ပြေးရင်လွှာရင်သူ့လိုက်ဖမ်းမှုတဲ့လူဆိုးဝရန်ပြေးများကိုသတိရမိလေတယ်။အခုမှကိုချင်းစာနေလေတယ်။ဒီတခါတော့မောင်ပြုံးချူ ကရင်ရွာသို့မသွားတော့ပါအဘယ်မှလည်းသွားရဲအံ့နီ အရာရှိဆိုမြို့ပိုင်ငပြုံးချူဟာကရင်နဲ့ပေါင်း၍ညစ်ပတ်သောအကြံကိုကြံနေသည်ဟုသောရှာထိုးမှုကိုတန့်တန့်မြးကြားနေရပါတယ်သူရောက်နေသောမြို့စွန်ရှိအင်္ဂလိပ်ကခတ်ချင်းချင်းအိမ်ပေါ်မှအောက်ကိုရဲရဲမစင်းဝော်အိမ်ယာမထလည်းအိမ်ပေါ်မှာပင်မျက်နှာတည့်ရတယ်ဝမ်းသွားလိုလင်း အိမ်အောက်တွင် လူစိမ့်သူစိမ့်များရောက်နေမလားလို့အရေးအခြေကြည့်ပြီးမှဆင်းရဲတယ်။နနက်စာကိုလည်းအိမ်ပေါ်မှာပင်စားရတယ်။အတော်လေးနေမြင့်လာရင်သူ့မိုးရှိန်ကြောင့်ချွေတလုံးလုံးနဲ့ဖြစ်လာတယ်။ဒီအခါကျတော့အောက်ထပ်သူဆင်း၍ကလကာအတွင်းဝယ်အိမ်တွင်ပုန်းနေရတယ်။အခင်းလေးသွားလို့လည်းအနီးအနားမှာပင်ကြမ်းမြင်ကိုဖျဲ၍ကိစ္စပြီးရတယ်။တယ်လဲစိတ်ချင်းချက်ပါကလား။ ကလကပါပါကလေးအတွင်းနေရသည်ပင်ဒီလောက်စိတ်ညစ်ညူးနေရရင်အုံနိုင်ရန်ထူထူကြီးအတွင်းနေရတဲ့အချင်းသမားများအဖို့စတဲ့တဘိုးအနေကျက်ရှာကြပြီမယ်ဒီလိုစဉ်းစားရင် မောင်ပြုံးချူဟာသူ့မိတ်ဆွေနိုင်ငံရေးအချင်းသမားများရဲ့မျက်နှာကိုမြင်ယောင်မိတယ်ထို့နောက်သူထောင်ချလိုက်ဖူးတဲ့တရခံများကိုလည်းတတိယလာတယ်ကြိုက်ကြိုက်ပြေးလာရ၍ဖတ်စရာစာအုပ်များပင်ပါမလား တနေ့ပြီးတနေ့ဒီကလကာနောက်ွယ်တွင်သာအချိန်ကုန်ရတယ်ထိုအိမ်တွင်ရှိတဲ့စာအုပ်စာတမ်းများသာလည်းမောင်ပြုံးချူဤအဖော်များဖြစ်တော်တယ်မဂ္ဂဇင်းဂျာနယ်အဟောင်းအနွမ်းများကိုတစ်ခုပြီးတစ်ခုဖတ်ရင်အပြင်းဖြေနေရတယ်အချို့သောသူရိယမဂ္ဂဇင်းများမှာနှစ်ပေါင်း20အစိတ်ခန့်ကထုတ်ဝေသောမဂ္ဂဇင်းများဖြစ်တယ်ထိုမဂ္ဂဇင်းများတွင်ပါတဲ့စုံနောက်မောင်ဆန်ရှားဝတ္ထုများဟာ မောင်ပြုံးချိုအဖို့မယိုးနိုင်သူ့ဝတ္ထုများကိုဖတ်ရင် မောင်ပြုံးချိုဟာအခန်းချင်းကလေးမှထွက်၍ဥဆန်ရှာဥသိမ့်မောင်တို့နဲ့အတူရန်ကုန်မြို့ကြီးသို့ရောက်သွားလေတယ်တခါတရံသူတို့နဲ့အတူလူဆိုးဖမ်းရသူလိုက်သွားမိတယ်ဒီလိုအခါမျိုးတွင်မောင်ပြုံးချိုဟာသူကြောက်နေတဲ့ဘဝကိုပင်သူမေ့နေတတ်လေတယ်ဒီတွင်မကသေးနိုင်ငံသားတိုင်းပြည်များအကြောင်းကိုရေးသားထားတဲ့ ်ဆောင်းပါးများကိုလည်းဖတ်ရသေးတယ်ဒီလိုအခါမျိုးတွင်လည်းမောင်ပြုံးချူဟာအင်္ဂလန်အမေရိကန်ဂျပန်တိုင်းပြည်အသီးသီးတို့ခနာချင်းရောက်သွားကလှည့်လည်နေလိုက်လေတယ်ဤဒီလင်မောင်ပြုံးချူဤစိတ်ပျော်ရွှင်မှုများဖြစ်တော်တယ်ဒီအထဲသူနေရတဲ့အိမ်တွင်ဧည့်သည်ထူလိုက်သည့်ဖြစ်ချင်းဧည့်သည်ထူလေးလေးမောင်ပြုံးချူအနေကျက်လေးလေးလာတဲ့လူတွေကလည်းစုံပါပြီလဲသမားလဲပါတယ် အင်းသမားလည်းလာတယ်။ကိုင်းသမားလည်းရောက်တယ်။သူတို့ပြောတဲ့စကားတွေကိုလည်းအမျိုးစုံကြားရတယ်။သူတို့ထင်မြင်ချက်တွေကို အထင်အသိမရှိ အာမနာတမ်းပြောနေကြတယ်။သူတို့စကားတွေကို မောင်ပြုံးချူနားထောင်နေမှသိလျင်ဒီလောက်အားရပါရကြီးပြောချင်မှပြောပေမယ်။ဟိုလူကြီးတော့ပွားတာပဲ။အစိုးရတစ်ကွက်ကတစ်တွေလည်းကုံတော့မယ်။ပြီးတော့စံအိတ်တွေရောင်းတာကလည်းအတော်ဟန်တဲ့။သူကတော့ ဒီလိုအပေါင်မျိုးကြည့်နေတာပဲ BIA လက်ထက်တုန်းကလည်းသူဒီလိုလုပ်တာပဲအမေသူ့သမက်ကဒီထက်ဟန်သေးစရာအခုဆို၆လုံးပူးနှစ်လက်ကိုဟိုဘက်ဒီဘက် ထိုးပြီးလမ်းကြီးရှောက်နေတာပဲသူကလည်းသူ့ခြေရနင်းနိုင်မဲ့သမက်ကိုရှာထားတာပေါ့ထိုကဲ့သို့ပြောဆိုတမ်းများကိုလည်းကြားရတယ်အင်းတွေလေးလံပြစ်တော့မယ်ဆိုပဲကျုပ်တို့တော့ဒီတခါအရဆွဲရမယ် ဒီလိုဆိုရင်ပွားကြအောင်မှာပေါ့ဟေးတော်တော်ကြာသူတို့အချင်းချင်းစခွက်လူနေတာနဲ့စော်ကုန်ကြမှာပါဒီလိုအတန်များကိုလည်းကြားရတယ်ဒီနှစ်တော့ကျုပ်တို့လေများများလောက်ရမှာပဲမနှစ်ကဘာတာလာစရီလောက်တာကမတရားဘူးတော့တိလာဘုတ်တွေကသူတို့ထင်တာရှောက်လောက်တာအဲ့ဒါတွေဒီနှစ်အကုန်လုံးဖျက်ဖြစ်ပြီးလဲပိုင်ရှင်တွေဧက90ထိလောက်ခွင့်ပြုမလို့တဲ့လဲပိုင်ရှင်ကလေးက ဤသို့အာရပါရကြီးပြောနေတယ်ဘယ်ဟုတ်မလဲဗျမနစ်ကခမားတို့တရုံထွန်ပေးတာတော့များလာပြီဒီနှစ်တော့အကုန်လုံးပြန်ယူရမယ်ဟိုတနှစ်ကလုတ်တဲ့အတိုင်းပြန်လုပ်ရမယ်မနှစ်ကမှလုတ်တဲ့လူတွေအားလုံးနှင်ထုတ်ရမယ်တော်တော်မတရားပြောတဲ့လူပဲဘာမတရားရမှာလဲခမားတို့သာမတရားတာဒီလို စကားစစ်ထိုးတံများကိုလည်းကြားရပါတယ်အခုမှပဲအေးတော်တယ်တော့ အဖြူတွေမလာခင်တုန်းကများတိုက်လိုက်တယ်ဓမြပလိတ်ကလည်းဘာမှမလုပ်ဘူးတော့သူတို့ကိုယ်တိုင်ပဲထွက်တိုက်နေသလားမသိပါဘူးမြို့ပိုင်ကလည်းဘာမှမလုပ်ဘူးအလကားလကညာစားနေတာပဲဘယ်ဟုတ်မလဲဗျဓမြဖမ်းဖို့ကပလိတ်အလုပ်ပဲမြို့ပိုင်နဲ့ဘာဆိုင်လို့လဲခမားတို့ကတဲအစိုးရကိုအပြစ်ပြောကျင်တယ်တော်တော်ကြာတော့မှနှာခေါင်းကြပွေတွေ့မယ်တိလားအစိုးရမှာဘယ်အခက်ခဲတွေရှိနေလဲဆိုတာသိရလား အိမ်ရှင်ကပုံအောင်နေသောမောင်ပြုံးချိုကိုအာနာသောအဖြစ်ကာကွယ်ပြောတယ်။မသိပါဘူးတော်ပြောစမ်းပါအောင်လို့ပြန်စစ်မေးလိုက်တယ်။ကျုပ်လည်းမသိဘူးဟူသောအဖြစ်ဟာတမဟုတ်ချင်းထွက်ပေါ်လာတယ်။နားထောင်နေသူအားလုံးဝါးကနေရီလိုက်ကြတယ်။မောင်ပြုံးချိုလည်းကြိတ်၍ပြုံးမိတယ်။အခက်ခဲတွေတော့အများကြီးပဲ။ဘာရင်းရဲ့လို့တော့ကျုပ်မပြောတတ်တော့ဘူး။သူ့စကားကိုသူပြင်၍ပြောလိုက်တယ်။ရီတန်ကား ရက်ကြသည်ဒီလိုအငင်းပွားတံများကိုလည်းမောင်ပြုံးချူကြားရတယ်ဒီလိုပြောတံဆိုတံတွေအငင်းပွားတံတွေအတင်းပြောတံတွေကိုကြားနေရသောအခါအပြင်းပြေပါတယ်တခါတည်းရန်သူကိုယ်တိုင်ထွက်၍သူတို့နဲ့အတူရောနှောကပြောကျင်ဆိုကျင်ပါတယ်ငင်းကျင်ပါတယ်သို့တော်သူ့ဘဝကလူမြင်ခံဝန်သောဘဝမဟုတ်သေး၍ကလကအတွင်းဝင်စိတ်စိတ်နေရရှာတယ်လေးရမြောက်သောနေ့တွင် အိမ်၌ရှိသောစာအုပ်တွေအားလုံးဖတ်၍ကုန်လေတော့တယ်။အခုမှခတ်တော့တယ်။ဒီအခန်းလေးအတွင်းဝယ်မောင်ပြုံးချူဟာစာအုပ်ကိုသာအဖော်လုပ်ခဲ့ရတယ်။အခုတော့အဖော်အပေါင်းမရှိတော့ဘူး။သူတို့နဲ့နေရလျင် မောင်ပြုံးချူဟာသူ့ဘဝကိုပင် သူမေ့နေခဲ့တယ်။သူတို့နဲ့စကားလဲပြောရတယ်။တေးသချင်းကိုလည်းတီဆိုရတယ်။ရာဇဝင်နိုင်ငံရေးဘာသာရေးစသည်များကိုလည်းဆွေးနွေးရတယ်။မှတ်သားရမယ်။ ယခုတော့သူတကိုယ်ကြီးရှိတော့တယ်ဒီတော့မှပြင်းစရာကောင်းလာတော့တယ်တောင်တွေးမြောက်တွေးနဲ့စိတ်ဆင်းရဲရတယ်မောင်ပြုံးချူဟာအိယာဘော်တွင် လူးလှရင်ကဘာကြီးပျက်စီးတော့မီလို့ဟုလဲတွေးမိတယ်တို့မြမပြည်ကြီးကခတ်ကုံတော့မီလို့ဟု ခတ်တိုးတိုးရေရွတ်မိတယ်ဒီလိုတွေးနေတဲ့မိနစ်စကန့်အတွင်းမှာပဲမြမအချင်းချင်းတိုင်းရင်သားအချင်းချင်းတက်၍တည်နေကြမည်ဖြစ်သော လူရွယ်လူလတ်များရဲ့သွေးအလိမ့်လိမ့်ကပ်နေသောအလောင်းများကိုမြင်ရောက်မိတယ်။များလာတောင်းတောင်းလရအပေါင်းတို့ဟာပြည်တော်စုသားတွေရဲ့ဥသိမ်ဥမအသေးနှလုံးတို့ကို ထိုးဆွဆိတ်ဆွဲ၍စားတောက်နေကြသည်ကိုလည်းမြင်ရောက်မိတယ်။မောင်ပြုံးချူကြက်သိမ်းဖြန်းဖြန်းထမိတယ်။ညလုံးပြူး၍ကဲတော်မူကြပါလို့မအော်မိရန် မနှဲကြီးချုပ်တီးထားလိုက်ရတယ်။သူသည်ဒီလိုမဖွဲရသော အမြင်များကိုသူ့မျက်စီအတွင်မှာ အတင်းဖြောက်ဖြက်ပြစ်လိုက်တယ်။ဒီအခါကျတော့မြမပြီအနှံ့အပြားကြေးရွာများတွင် နေထိုင်လျက်ရှိကြကုန်သောတောင်သူလေသမားဆင်းရဲသားများကိုမြင်ယောင်မိပြန်ပါれ။ကဆုံနေုံမိုးတန်ကြတော့ပြိုးဆန်စပားကိုတဲ့ညီးကရှာအေးဟူသောတေးကိုတရိယာမိတယ်။ဒီအချိန်တွင် မျိုးစပားအရန်တင့်ရှိရမယ့်အချိန်ဖြစ်တယ်။ထွန်နှုံးထွန်တန်ပြင်ရမယ်။ထွန်သွားခုတ်သူခုတ်၍လဲထွန်ရန်အစဉ်အသင့်ဖြစ်နေကြရမယ်။ သို့တော်သူခမများများမှာကသူတို့အလုတ်ကို သူတို့အေးလူလူမလုံနိုင်ကြဒိမ့်ဒိမ့်တိုင်းတိုင်းအတန်တွေကြောင့်တထိတ်ထိတ်ဖြစ်နေကြရတယ်ဓမြကလည်းပူလာတယ်တခိုးတွေကလည်းထူလာတယ်နွားခိုးတွေကလည်းပေါ်လာတယ်ချောင်းမြောင်းတက်ဖြတ်မှုတွေများလာတယ်ဗျောင်တက်မှုတွေလည်းရှိတယ်သူတို့ဟာ အရေးရှိက ထွက်ပြေးရန်အထုပ်တပြင်းပြင်းနဲ့ဖြစ်နေကြရတယ်မလို့မုံထားသူတွေကလာတက်မှာကိုလည်းစိုးရိမ်နေကြရတယ် ဒီပါတီတွင်ပါရမလားလို့ဟိုပါတီကတက်သွားရင်လဲဘာမသိညာမသိနဲ့အချောက်တိုင်အသက်ထွက်ရမယ်။တညလျင်မိမိရဲ့ဥကောင်းဟာခန္ဓာကိုယ်နဲ့ဆက်ဆက်လျက်ရှိပါသေးရဲ့လားလို့ဆယ်ကာလောက်စမ်းကြည့်နေရတယ်။ဆာလောင်မွတ်သိမ့်နေသောကဘာကြီးဟာ သူတို့ကိုတတိယနေသည်ကမှန်ပါတယ်။သူတို့မှာတော့မချီတော့ဘူး။သူတို့လဲသူတို့ညံမိသလောက်စဉ်းစားကြရရှာပေမယ်။ဘာဖြစ်လို့ လွတ်လပ်ရေးကြီးရပြီးမှတယောက်နဲ့တယောက်ဤကဲ့သို့အယံကာယောတတ်နေကြပါလေသူတို့မသိပါသူတို့သည်သတင်းစာကိုလည်းမဖတ်ရပါရေဒီယိုကိုလည်းနားမထောင်ရပါမောင်ပြုံးချိုဤမြို့တွင် ရေဒီယိုနှလုံးသာရှိပါတယ်တောရွာများတွင် တလုံးမှမရှိကျေးရွာတကြီးပိုင်ပေါင်း35ပိုင်ရှိတယ်ရွာကလေးပေါင်း100ကျော်ရှိတယ်လူဦးရေပေါင်း 9000ကျော်ရှိတယ်။သူတို့ဟာ မျက်စိကန်းနားပင်ဖြစ်နေကြလေတယ်။မျက်စိကန်းနားပင်နေသည့်အထဲဘာမသိညာမသိနှစ်ပင် အသေးစိုးတည်ကြရရှာတယ်။မရေမတွက်နိုင်တော့ဘူး။မောင်ပြုံးချူဟာတောသူတောင်သားတွေအကြောင်းကိုစဉ်းစားရင်ဆွေးနွေးစဉ်သူ့အဖြစ်ကိုလည်းသူသတိရမိတယ်။သူလည်းဘာမှမတတ်နိုင်ပါတကား။ထိုမျိုးမှာ တပုံများပြန်သွားကြပြီဟူသောသတင်းကိုကြားမှမောင်ပြုံးချူဟာအိမ်တို့တိတ်တဆိတ်ပြန်လာခဲ့လေတယ်။ရောင်ကြီးသည်1949ဂျွန်17ဆီယမ်တင်ဤဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာအပုံးလိုအမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။